ကျွန်တော်ရဲ့လူမှုကွန်ရက်စာမျက်နှာတချို့မှာလေနိုင်ငံကဖြစ်စဉ်တွေနဲ့ပတ်သက်လို့တခါတလေပြောပါလို့ရေးလာလေရှိတယ်ဗျအဲကျွန်တော်တို့ပါတီအနေနဲ့ကတော့နိုင်ငံဆက်ဆံရေးဌာနဆိုတာတည်ကြရှိပါတယ်ဒါကကျွန်တော်တို့တကဘာလုံးမှာရှိနေတဲ့နိုင်ငံရေးပါတီတွေနဲ့ချိတ်ဆက်ပြီးတော့နိုင်ငံရေးပါတီဆိုင်ရာကိစ္စတွေပေါ့လေဒါတွေကိုဆက်သွယ်ဆက်ဆံပြီးဆောင်ရွက်တဲ့ဌာနဖြစ်ပါတယ်ဒါအပြင်မဲ့နေတူရာဖြစ်နေတဲ့ကမ္ဘာအခြေခင်းတွေကိုလည်းကျွန်တော်တို့သုံးသပ်တယ်အပတ်စဉ်လစဉ် ီလိုသုံးသပ်တင်ပြချက်တွေရှိပါတယ်။မတူတော့လည်းပဲနိုင်ငံရေးပါတီနဲ့ဆိုင်တဲ့ကိစ္စဥသာလေးဦးစားပေးတဲ့သဘောဖြစ်ပါတယ်။အဲ့တော့ခဏနိုင်ငံတကာအခြေအနေကတော့အတော်ကိုလှိမ့်လှိမ့်မြန်မြန်နဲ့ရှုပ်ရှုပ်ထွေးထွေးပြောင်းလဲမှုတွေအများကြီးဖြစ်နေပြီ။နောက်အဆူရှိတယ်။နောက်ဒီဘက်ကဆိုဗီယက်ပြည်တော်စုပေါ့နော်။သူရှိတဲ့အရှိအဆူရှိတယ်။အဲဒီအဆူနှစ်ဆူကြားမှာအားပြိုင်မှုတွေက bipolar system ခေါ်တာပေါ့။ဝင်ရိုးနှစ်ဖက်စနစ်နဲ့သွားနေကြတာ။တယောက်နဲ့တယောက်ချိန်ညှိပြီးတော့သွားကြတာပေါ့။ဒါကို balance of power အင်အား လေးတင်းညီမျှမှုကိုခေါ်တာပေါ့နောက်ပိုင်းတော့1991လောက်မှာဆိုဗီယက်ယူနီယံကြီးနိုင်ငံ55နိုင်ငံကွက်ထက်သွားပြီးတော့နောက်ပိုင်းမှာဘိုက်ပိုလာစတစ်ကနေပြီးတော့ယူနီပိုလာစတစ်ကိုပြောင်းသွားတယ်ပေါ့အဲ့တော့အမေရိကန်ဥဆောင်တဲ့နောက်ဆုံးတစ်ခုတည်းကပဲတကဘာလုံးကိုတွားမိုးအုပ်ချုပ်နိုင်တယ်လို့ဖြစ်သွားတယ်အခုတော့ဒီအနောက်ဆုံးအပြိုင်မဲ့အဖွဲ့တွေအလျော်လျော်ပေါ်လာကြတယ်စီးပွားရေးအရာရပဲဖြစ်ဖြစ်အပြိုင်မဲ့အဖွဲ့တွေပေါ်လာတော့ခနေ့ကဘာကြီးဒီ multipolar war လို့ခေါ်တာပေါ့နော်ဝေယိုးစုံသွားတဲ့စနစ်ကိုပြောင်းနေတယ်လို့ဒီလိုပထမဆင့်နေတဲ့သုံးသပ်ချက်မှာ အဲ့တော့ဗျာဒီနိုင်ငံဖြစ်စဉ်တွေကိုပြန်ကြည့်ရင်တော့အများကြီးပေါ့နော်အမေရိကန်နိုင်ငံနဲ့ Russia Federation နိုင်ငံဆက်ဆံရေးအမေရိကန်နဲ့ Ukraine Russia နဲ့ Ukraine အမေရိကန်နဲ့ကနေဒါတရုတ်စသဖြင့်ဒါတွေရဲ့ trade war ပုံသွင်းမှုဖြစ်နေတဲ့အလားအလာနောက်အမေရိကန်ရဲ့ဂါဇာကမ်းမြောင်ဒေသပေါ်မှာထားတဲ့သဘောထားစသဖြင့်အများပြားနှရှိကြပါဘူးဒီနေရာမှာလက်ရှိ hot ပစ်စုံဒရင်ခုပြောပါဆိုရင်ဖိလစ်ပိုင်ဒရင်ကိုပြောရမယ်ထင်ပါတယ်အားလုံးသိတဲ့အတိုင်းပဲဖိလစ်ပိုင်သမရဟော မစ္စတာဒူတာတေးကို crime against humanity ဆိုတဲ့ဆွဲချက်နဲ့ international criminal code ပေါ့ ICC ရုံးချုပ်ရှိတဲ့ the hate ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်လည်းအားလုံးသိပြီးဖြစ်မှာပါနော်သူ့ကိုဘယ်လိုဖမ်းသွားလဲဘယ်လိုဆွဲချက်နဲ့ဖမ်းတယ်ဘယ်လိုတရားရင်ဆိုင်ရတယ်ဒါတွေအားလုံးသိမှာပါဒီဒူတာတေးရဲ့ဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတော့လည်းဥပဒေအရနိုင်ငံပြီးတော့လွှတ်ပေးဖို့ကဘာတော်မှာဆန္ဒပြမှုတွေ ဒါရှိနေတယ်။အင်အားကယွတ်မသွားဘူး။နောက်တစ်ချက်ကတကယ့်နိုင်ငံကြီးတွေစူပါပါဝါနိုင်ငံတွေဖြစ်တဲ့အမေရိကန်တို့တရုတ်တို့ရုရှားတို့ရဲ့ ICC ပေါ်မှာယက်တီချက်တည်းရလဲမထောက်ခံကြဘူး။အမေရိကန်နိုင်ငံဆိုလို့ရှိရင်သူ့မိတ်ဆွေနိုင်ငံကိုဥပဒေမဲ့ဆောင်ရွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ sanction လုပ်မယ်။ဒီလိုပြောတယ်။စသည်ဖြင့်ပေါ့ဗျာ။ဖိလစ်ပိုင်သမ္မတဟောင်းမစ္စတာဒူတာတေးရဲ့ဒီဖြစ်စဉ်ဟာပြောင်းမြန်အကျိုးသက်ရောက်မှုတွေရှိသွားနိုင်တယ်လို့ပဲဒီလိုအကြံပြုတုံ့တာပါတယ်။ကျွန်တော်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ICC ဆိုတဲ့ခုနပြောတဲ့ International Criminal Court နိုင်ငံကပြည်ဥဆိုင်ရာတရားရုံးရဲ့ဆောင်ရွက်တဲ့ legal procedure တွေနဲ့ဖန်ဆီးခြင်းအကြောင်းတွေပဲကျွန်တော်အဓိကထားပြီးတော့လက်လှမ်းမိသလောက်လေ့လာကြည့်တာပေါ့ ICC ဆိုတာကဘယ်လိုပေါ်လာလဲဆိုတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းလောက်ကြာမှာဟိုတုန်းကဂျာမန်နေလူသားလူပေါ်မှာကျူးလွန်တဲ့ကိစ္စမျိုးတွေနောက်ထပ်တစ်ခါထပ်ပြီးမဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့1989လောက်မှာတင်ပါတယ်ဒီအီလီနိုင်ငံရောမမျိုးမှာ ဒီ ICC ဆိုတဲ့အဖွဲ့အစည်းဖြစ်ထုံးပေါ်ပေါက်လာပြီးတော့စပြီးတော့အခြေတည်ခဲ့တာအဲ့တော့သူက2025 February လာဒီအဖွဲ့ဝင်နိုင်ငံ125နိုင်ငံရှိတယ်ဒီအဖွဲ့အစည်းကဒီအဖွဲ့ဝင်နိုင်ငံတွေရဲ့လှူဒါန်းငွေနောက်ဆိုရမို့တော့အဖွဲ့အစည်းတွေရဲ့ပံ့ပိုးငွေလူပုဂ္ဂိုလ်တူညီရဲ့လှူဒါန်းငွေဒီပေါ်မှာရက်တည်ရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်လူပုဂ္ဂိုလ်ကိုတရားဆွဲရတဲ့ဖွဲ့စည်းမှုဖြစ်တယ်။ ICJ ဆိုတာတော့နိုင်ငံအောင်ဆွဲတာပေါ့။ ICJ ကကုလသမဂ္ဂရဲ့ branch ခု။ ICC ကတော့ independent body ပဲတည်ကြလွတ်လပ်တော့အဖွဲ့အစည်းခုဖြစ်တယ်အဲ့တော့သူလုံနိုင်တာကသုံးချက်ရှိတာပေါ့နော်ကျွတင်တရားစီရင်ခြင်းတို့တရားရုံးမှာရေဆိုင်ဖြည့်ဆင်းခြင်းတို့ ਨੇ နောက်တရားခံက petition ပေါ့အယူခံအတနာခံစာဝင်တဲ့ဒီ၃ဘိုင်းသူ့မှာဒီ function ရှိတယ်အဲ့တော့ကျွတင်တရားစီရင်ခြင်းလုပ်ဖို့ဆိုတာကဘယ်သူကတိုင်တယ်ပေါ့တိုင်ချက်ရှိမှလုပ်လို့ရတယ်လေအဲ့တော့ ICC ရဲ့လုတ်ပိုင်ခွင့်အာဏာထဲမှာအကြမ်းဖက်၃ချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ ဒီ ICC ဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ပိုင်တဲ့နေပြည်တော်မှာဖြစ်လာတဲ့ဖြစ်စဉ်တွေဖြစ်ရတယ်မရရွှေ့ပြမှုတွေဒါတွေကသူကတရားစွဲဆိုတာတော့ဘာလို့လုပ်ပေးနိုင်တာပေါ့ဒုတိယချက်ကအဲ့ဒီနိုင်ငံရဲ့ပြည်သူတွေကတိုင်ပင်တော်မယ်တရားစွဲမယ်ဆိုရင်ဒါသူက ICC ကလုပ်ပြရတယ်နောက်တတိယချက်ကကလတ်တမကလူကြီးကောင်စီလေ UN Security Council ကနေပြီးတော့လွှဲပေးတဲ့အမှုမျိုးဆိုရင်သူကလုပ်ပြရတယ်ဒါကလွတ်လပ်သူဘာမှသူလုပ်လို့မရဘူး ့သူဟာသူ့အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လိုတယ်သက်ဆိုင်ရာအဲ့အဖွဲ့ဝင်နိုင်ငံကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အချက်ကအဓိကကြတယ်ဒီမှာအားနည်းချက်တွေကဘာကိုတွေ့လဲဆိုတော့ဒါကျွန်တော်ရဲ့သုံးသပ်ချက်ပေါ့လေနံပါတ်1ကဖိလစ်ပိုင်နိုင်ငံဟာ2019ရေ ICC ဖွဲ့ဝင်နိုင်ငံပြန်တုတ်ထွက်တာလေဖွဲ့ဝင်နိုင်ငံမှုတဲ့နိုင်ငံတနိုင်ငံမှာ ICC ဒီအခုလိုတရားစွပ်စွပ်ပိုင်ခွင့်ရှိရလားဆိုတဲ့ကိစ္စအငင်းပွားပွဲဖြစ်တယ်နောက်တစ်ခုကဒီနေရာမှာပေါဝင်ပတ်သက်လာတာကနိုင်ငံငါရစ်တပ်ဖွဲ့ပေါ့ ICP ကိုခေါ်တယ်เนาะ International Criminal Police Organization တနည်းအားဖြင့်အများသိကြတဲ့ Interpol လို့ခေါ်တာပေါ့ဒါကသူကပြည်내နိုင်ငံ၄ယောက်မှရုပ်ဆိုင်တာတယ်ဗျအဖွဲ့ဝင်က195နိုင်ငံမှာရှိတဲ့ရတပ်ဖွဲ့တွေကအဖွဲ့ဝင်ကျွန်တော်မြန်မာနိုင်ငံလည်း Interpol အဖွဲ့ဝင်နိုင်ငံပဲနေ့စဉ်နေ့စဉ် Interpol စီးပွားတွေဒါကဘာတဝန်းလိုက်ပြီးတော့သူတက်ရောက်ပြီးတော့ sharing တွေလုပ်နေရတဲ့အခြေအနေရှိတယ် Interpol နဲ့ ICC ကလည်းဘာ link မှမရှိဘူးဘာပူးပေါင်းဆောင်မှမရှိဘူးမရှိဘူးဘာ MOU မှထိုးထားတာမရှိဘူး ဥက္ကဋ္ဌသတင်းတွေမှာဖော်ပြနေကြတာဥစားက ICC ကနေပြီးတော့ Rick Allen နဲ့ Mr. Duterte ကိုတရားဆွဲတယ်တရားဝင်ဆင့်ခေါ်တယ်လို့တွေ့ရတယ် Rick Allen ဆိုတော့ကျွန်တော်သိသဘောမပေါ်ဘူး Interpol နဲ့ဆက်ဆက်တယ်ဆိုရင်တော့ Interpol ကလုံနိုင်တာက notice ပေါ့3 page ချက် red notice နဲ့လုတ်တာပဲရှိတယ်ဒီသုံးတော့တရားဝင်သုံးဝင် Rick Allen ဆိုတဲ့ဟာတော့ကျွန်တော် Interpol အဖွဲ့စည်းကသုံးတာမတွေ့ဘူးဒါကြောင့်ဆိုကျွန်တော်တို့မြန်မာနိုင်ငံရက်တပ်ဖွဲ့ရတယ် Interpol ဖောက်ဝင်ပဲလေတောက်ချောက်ဆက်ဆက်တယ်ဆိုတာကျွန်တော်သိတယ် အဲ့ဒီ notice တွေက interpol ကလုံနိုင်တဲ့ notice တွေကကျွန်တော်တို့ notice and diffusion for tax force ဖြစ်ရှိတယ်။အဲ့ဒီဖွဲ့ကနေသူကလုတ်တယ်။အဲ့တော့ notice ကရှင်းမျိုးရှိတယ်။ဟို red notice ရှိတယ်။အခုလိုဖမ်းဆီးပေးပါပေါ့။ဟာဟလာ blue notice ရှိတယ်။ဟလာ green notice ရှိတယ်။ yellow notice ရှိတယ်။ black notice ရှိတယ်။စသဖြင့်ဒါရှင်းမျိုးရှိတယ်။အခုလို red notice ကတော့အနေအထားတစ်ပြည့်ချက်တည်းတရားခံလို့တန်ရရှိတဲ့လူကိုဖမ်းပေးပါ။ အချို့ဆိုရင်ဒီတရားခိုင်းအကြောင်းအရာတွေကိုပြောပြပါလာစသည်ဖြစ်မှာ bubble notice ဆိုလို့ရှိရင်ဒီတရားခံကျူးလွန်သွားတဲ့ဤပညာနဲ့နီလာတွေကိုမျှဝေပြပါစသည်ဖြစ်အဲဒီလိုခိုင်းပြီးသွားလာရှိတယ်အဲ့တော့အဲ့ဒီကသွားတယ်ဆိုရင် red notice ပြမှာပေါ့နော်ဒါဟာလေ interpol ကလှုပ်ချင်တိုင်းလှုပ်လို့မရဘူးသက်ဆိုင်ရာနိုင်ငံရဲ့အချို့ကြအနာပိုက်ဆိုင်မှုကိုလေးထားရမယ်သက်ဆိုင်ရာနိုင်ငံနဲ့ညှိနှိုင်းရမယ်ပြီးတော့မှဒါလိုရတဲ့သဘောဖြစ်တယ်အဲ့တော့ဘယ်သူကတရားစွဲတယ်ဖိလစ်ပိုင်နိုင်ငံအစိုးရမသိပါဘူးဆိုတဲ့ဟာကတော့ ခုနလက်တွေ့ဖြစ်ရနေနည်းနည်းလေးလွဲနေတယ်လို့ယူဆတာပေါ့အဲ့တော့ခုနကျွန်တော်ပြောသလိုဒီနေ့ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိစ္စတွေကိုလေ့လာကြည့်တဲ့အခါမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေဟောနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးအရာအကျိုးသက်ရောက်မှုရအောင်ယူတယ်ဆိုတာဒါမှားနေတယ်လို့ကျွန်တော်မြင်တယ်ဒီလိုမှားဝင်ခြင်းသည်သက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိခိုက်စွာသလိုဖြစ်တယ်လို့ ICC ရဲ့ ဒီမှားယွင်းသောလောက်ရတစ်ခုဖြစ်ကဘာမှာမှတ်တမ်းတင်သွားနေတာပေါ့ဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုတဲ့အဖွဲ့ရှိတယ်ဒါကတရားစွဲတာနဲ့စစ်ဆေးတဲ့လုပ်ငန်းကြီးလုပ်တယ်လေအဲ့ဒီဖွဲ့ရဆောင်ရတာပဲအဲ့ဒါကသူ ICC ရဲ့လက်အောက်မှာရှိတဲ့အဖွဲ့အစည်းဖြစ်တယ်နောက် Interpol နဲ့ပေါင်းစပ်ဆောင်ရတဲ့ခါမှာလည်းအဲခုနလို notice တွေထုတ်တာကနည်းနည်းအာလက်တွေ့နဲ့ကျွန်တော်စကြည့်နေတယ်ဟိုသတင်းတွေရေးတာမှားလာတာပါလားဒါကျွန်တော်သိဘူးပေါ့နော်နောက် အင်တာပိုအနေနဲ့ကလည်းနော်တက်ဆင်ရနိုင်ငံအစိုးရရက်တပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှသာလေသူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီနည်းနည်းလေးတော့လမ်းကြောင်းလွဲနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်ဒီနေ့မှကျွန်တော်အချုပ်ပြောချင်တာဗျာသူ့နိုင်ငံဖြစ်ရကသူ့နိုင်ငံဖြစ်ရပေါ့ကျွန်တော်ကဘာလို့ထုတ်လို့သင်စဉ်းစားရလဲဆိုတော့ဒီနေ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့အစည်းတွေဟာဟလာဟောလူခွေးတို့ဒန်းလုံးကြီးများမှုတို့ အဓိကတာပြောနေသလိုတစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်အခြာအာဏာနိုင်ငံတကာတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတဲ့ဆိုတဲ့အချက်တွေကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။တစ်ဖက်သက်ကျွန်တော်တို့စဉ်းစားလို့တော့အပြစ်မှမရနိုင်ဘူး။ဒါနဲ့အာမရနာပြောရင် ICC ရဲ့ဆောင်ရွက်ချက်တွေဟာကျွန်တော်လေ့လာမိသလောက်အာဖရိကနဲ့အာရှဘက်မှာအကျိုးတရားမရှိဘူး။အချို့နိုင်ငံတို့ဒီဘက်မှာအကျိုးတရားမရှိဘူး။ဆိုတော့ double standard ဖြစ်နေတာ ဒါမှမဟုတ်လေလူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလားလို့လဲသုံးသပ်မလို့ဖြစ်တယ်ဒါတော့ပါပါကျေးဇူး